စန်တာလန်တဲ့ကောက်ဆောင်ဂျာဂါကအာဆင်နယ်နဲ့ရင်ဆိုင်ရမယ့်အခုတစ်ပတ်ပရီးမီးယားလိပွဲစဉ်မှာဘယ်အသင်းပိုကောင်းသလဲဆိုတာမြင်တွေ့ရမယ်လို့ပြောကြားခဲ့ပါတယ်။ဆွစ်ဇာလန်ကွင်းလယ်ခန်းစစ်ကစားသမားချာကာဟာအာဆင်နယ်တဲမှာပွဲအများဆုံးကစားခဲ့ပြီးအခုအသင်းဟောင်းနဲ့ပြန်လည်ရင်ဆိုင်ရမှာဖြစ်လို့အခုလိုပြောကြားခဲ့တာပါ။စန်တာလန်တဲဟာဒီရသည့်ပရီးမီးယားလိပင်ပွဲမှာအဆင့်၄နေရာရပ်တည်နေပြီးအခုတစ်ပတ်စနေညမှာထိတ်ဆုံးကဦးဆောင်နေတဲ့အာဆင်နယ်တဲနဲ့အင်ကွင်းပွဲရှင်ပြန်ရမှာပါ။ ချာကာကဆန္ဒလန်အသင်းအမှတ်ပေးစရာထိပ်ပန်းရောက်နေတာကိုမအံ့ဩကြောင့်နေမိမိတို့နဲ့ထိုက်တဲ့နေရာကိုရရှိထားခြင်းဖြစ်တယ်လို့လည်းဆိုခဲ့ပါတယ်။အာဆင်နဲ့ပွဲအတွက်တော့အဲ့ဒီပွဲကကျွန်တော်အတွက်စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲဖြစ်လာမှာပါ။ကျွန်တော်အဲ့ဒီမှာအံ့အားသင့်စရာကောင်းတဲ့ခွန်နှစ်တာကာလကိုဖျက်ဆီးခဲ့ရပါတယ်။သူတို့နဲ့လည်းအဆက်အသွယ်ရှိနေတော့မှာပဲ။ဒီပွဲမှာပျော်ရွှင်ရဖို့မျှော်လင့်ပြီးဘယ်အသင်းပိုကောင်းတယ်ဆိုတာမြင်တွေ့ရမှာပါလို့ပြောကြားခဲ့ပါတယ်။